မင်္ဂလာပါရှင်ဘာမခက်တဲ့တရင်ဌာနရဲ့ထိတ်တန်းတရင်တွေကိုတင်ဆက်ပေးပါရောင်းမယ်ပထမအဆုံးရွေးကောက်ပွဲတူကိုအာဆီယံပယ်ချလိုက်ပြီဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာအများဆန္ဒ၅ချက် 5PC နဲ့ပတ်သက်တဲ့ဆွေးနွေးပွဲပြီးမှာအာဆီယံခေါင်းဆောင်ကိုဆုံးဖြတ်ချက်ထွက်လာတဲ့လူရင်းအချက်ကမြန်မာနိုင်ငံရဲ့နိုင်ငံရေးအချက်အလက်ဖြည့်ရှင်ဖို့အများဆန္ဒ၅ချက် 5PC ကအထူးဖြစ်တဲ့ဒါကိုအပြည့်အဝအကောင့်ထဲပေါ်ရမယ် 40,41,43,44,45နဲ့46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးဆုံးဖြတ်ချက်အတိုင်းအာဆီယံထိပ်သီးအစည်းအဝေးနဲ့အာဆီယံနိုင်ငံသား၏ဝင်ကြီးများအစည်းအဝေးတွေမှာနိုင်ငံရေးမဟုတ်တဲ့ကိုယ်စားလှယ်ပဲတက်ရမယ်ရွေးကောက်ပွဲကိစ္စနဲ့ပတ်သက်ပြီး လွတ်လပ်တဲ့တရားမျှတတဲ့ငြိမ်းချမ်းတဲ့ဒွိဟာဖြစ်စရာမလိုတဲ့အားလုံးပါဝင်တဲ့အများလက်ခံတဲ့အထွေထွေရွေးကောက်ပွဲဖြစ်ရမယ်အကြံဖက်မှုတွေကိုရှာရမယ်ပြီးရင်အားလုံးပါဝင်ဆွေးနွေးပြီးမှရွေးကောက်ပွဲလုပ်ရမယ်အရှင်းပြောရရင်နိုင်ငံတော်တစ္ဆာဖောက်ပြက်ပုံကံနဲ့လူသားမျိုးနွယ်စိတ်ရောက်စွာကောင်းမင်းအောင်လိုက်လှုပ်ဖို့ကြံတဲ့ရွေးကောက်ပွဲအတူကြီးကိုလက်မခံဘူးလို့အရှိတောင်အာရှတိုက်ကြီးကိုကူစားပြုတဲ့ ASEAN ဘက်ကအပြည့်ပြောလိုက်တာပါပဲ အရှိတောင်အာရှတိုက်ကြီးကိုကိုးစားပြုတဲ့ ASEAN ဘက်ကအပြက်ပြောလိုက်တာပါပဲဖိနှိပ်ခံမြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့အောင်ပွဲဆက်လက်တည်ဆက်ပေးမယ့်အကြောင်းကတော့စိတ်ဖြူမျိုးမှထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုစစ်သား9ဦးသေဆုံးပြီးစစ်ကား2စီးပြင်းစီးတဲ့တဲ့ရင်ကိုတည်ဆက်ပေးပါမယ် မကွေးတိုင်းစိတ်ဖြူမြို့မှာထွက်လာတဲ့အကျန်းဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာစစ်သား9ဦးသေဆုံးခဲ့ကြောင်းရင်းနှသာကော်လံမှတာဝန်ရှိသူတို့ကပြောဆိုပါရယ်အော်တိုဘားလာ25ရက်မနက်10နာရီခန့်မှာစိတ်ဖြူမြို့ပေါ်လုံးကွင်းမှာထွက်လာသောကားပါစာ21ကားပါစာ22လကတာ2336လာစာခကိုခလာရ73တာမက86တို့မှာ စစ်သားများဖြင့်စုဖွဲ့ထားတဲ့အင်အား200ခန့်ပါစစ်ကား15စီးကိုစိတ်ဖြူမျိုးနဲ့ဂွေးပင်ချောင်းကျေးရွာအနီးမှာတော်လိုင်းရေးတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ထို့သောမိုင်းဆွဲတိုက်ခိုက်ပြီးနောက်တော်လိုင်းရေးတပ်ဖွဲ့များကချင်းတောင်ကျေးရွာအနီးမှာထပ်မံစောင့်ကြိုတိုက်ခိုက်ခဲ့ရာတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကား2စီးပြက်စီးခဲ့ကြောင်းသိရပါတယ်။တိုက်ပွဲဖြစ်ပွားနေချိန်မှာဆလင်းမျိုးနယ်တညောင်တိုင်နယ်လင်းစစ်ခွဲရုံမှာစစ်သားများကလက်နက်ကြီးများဖြင့်ပစ်ကူပေးတိုက်ခိုက်ခဲ့ပြီးစိတ်ဖြူစလင်းကားလမ်းကိုလည်းစစ်ကြောင်းထိုးလာတော့ကြောင်းတော်လိုင်းရေးတပ်ဖွဲ့ ်များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသိရပါတယ်ရင်ထိတွေ့တိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှ9ဦးသေဆုံးက10ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဒေါ်လာရေးရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ပြည်သူတွေအနေနဲ့စစ်ရေးအခြေအနေတွေကိုအမြဲနှောင့်ဆွင့်ထားဖို့နဲ့တရင်ထုတ်ပြန်ချက်တွေကိုလိုက်နာပူးပေါင်းဆောင်ရွက်ပေးဖို့မြစ်တာရက်ခန့်ကြံပါတယ်ဟုရင်းနှီးသားကော်လံမှတာဝန်ရှိသူကပြောဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုမကွေးတိုင်းပါကပါရွှေလျားစစ်ကြောင်းရှင်နေတာကော်လန်ပခုတ်ကူခဲအမတ်ဆက်ကိုတည်ရင်နဲ့အမတ်လေးတည်ရင်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်ကျန်းဖက်စစ်တပ်က KK Bat ကိုဝန်စီပြီးကြားဖြတ်နှိမ်နှင်းရေးအမြင့်တက်မှုခေါင်းကားလုပ်သည့်ပြည်တစားနှိမ်နှင်းရေးဇလံဟု KNU ဗဟိုလုံးမှုဆောင်ဘရိုစော်တော်နီပြောတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ အကျန်းဖက်စစ်တပ်က KK ဘတ်ကိုဝင်စီးပြပြီးကြားပြတ်နေနေရဲ့အမြင့်တက်မှုမှာခေါင်းကလုံးတိပြည်တစားနေနေရဲ့ဇလန်သာဖြစ်ကြောင်းခရင်မျိုးသားစီယုံ KNU ဘ ഹു အလုံးမှုဆောင်ဘရိုဆော့တော်နီကပြောဆိုပါတယ် ကျန်းဖက်စစ်တပ်က PGF ကောင်းဆောင်ပုံမူကြီးစောချစ်သူဦးစီးထိန်ချုပ်လုတ်ကိုင်းနေသော KKBAT ကိုဝန်ရောက်စီးနှင်ပြီးလူပေါင်း2200နီးပါးကိုဖမ်းဆီးရရှိကြောင်း KKBAT ကိုစီးနှင်ခဲ့ရာစောင့်လုပ်ပြီးအဆောက်အုံတစ်ထပ်တိုက်10လုံး၊နှစ်ထပ်တိုက်အလုံး140တိုက်အလုံး25တိုက်တိုက်နှလုံး၊တစ်ထပ်တိုက်ဈေးဆိုင်ကန်အလုံး20၊နှစ်ထပ်တိုက်ဈေးဆိုင်ကန်အလုံး30၊တစ်ထပ်တိုက်915လုံး၊နှစ်ထပ်တိုက်900အလုံး20၊လေးတိုက်910လုံး၊စောင့်လုပ်စဲနှစ်ထပ်တိုက်21လုံး၊သုံးထပ်တိုက်10လုံး၊လေးတိုက်9 ၅လုံး၊ငါးရက်တိုက်၅လုံးနဲ့တထက်တိုက်ဆေးပိကန်နှကန်တို့တွေ့ရှိခဲ့ကြောင်းစတာလင်ဇလောင်အစုံ30နဲ့ဆက်ဆက်ပစ္စည်းများသိမ်းဆည်းရမိခဲ့ပြီးအလုတ္တမအမျိုးသား1645ဦး၊အမျိုးသမီး455ဦး၊လုံခြုံရေးအမျိုးသား60ဦး၊စုစုပေါင်း2160ဦးတွေ့ရှိခဲ့ကြောင်းစစ်တပ်ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ စစ်တပ်က KK ဘတ်ကိုစီးနှင်းပြပြီးကြားဖြန့်နေနေရေးဟုဆိုနေခြင်းမှာတစ်ချိန်ကကွန်မြူနီခေါင်းဆောင်တခင်ဆိုးပြောခဲ့မှုတဲ့ခေါင်းကလုတ်တီပြစ်တစားနေနေရေးဆိုသောဇလန်းကိုတရိယာမိကြောင်း KNU ဘရိုဆော်တိုနီကမှတ်ချက်ပြုပြောဆိုပါတယ် တခင်ဆိုးပြောပြောနေတဲ့ပြည်တစားနေနေရေးဇလန်းကိုပဲပြန်အမတ်ရနေပါတယ်ခမယဟုဘရိုဆော့တော်နီကရှင်းပြပါတယ်အကျန်းဖက်စစ်တပ်ဤပြောရေးဆိုခွင့်ရှိသူအကျန်းဖက်ဇော်မင်းထွန်းကမြောက်ရီမြို့နယ်တောင်ဘက်မဲထော်တနေရှိ KK ပတ်မှာ KNU နယ်မြေအတွင်းမှာရှိပြီး KNU မှာအရာရှိတချို့ကကွန်မတီထောင်လောက်ကိုင်းနေကြခြင်းဖြစ်ကြောင်း KNU ကတနိုင်ငံလုံးကိုရောင်းစားသည့်အဖွဲ့ဖြစ်ကြောင်းဝါနာပြန်တဲ့မီဒီယာများမှထုတ်ပြန်ပြောဆိုပါတယ် KNU ကဒီလုပ်ငန်းကရရှိတဲ့ငွေကြေးတွေနဲ့နိုင်ငံတော်နဲ့တိုင်းရင်းသားပြည်သူလူထုအပေါ်မှာအကျန်း ်းဖက်တပ်ဖြတ်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကိုအကောက်အွယ်ပေးထားပြီးတရုတ်နိုင်ငံ၊ထိုင်းနိုင်ငံအပါအဝင်ဒေသတွင်းနိုင်ငံတကာအပေါ်မှာရာဇဝတ်မှုတွေကျူးလွန်နိုင်အောင်လှုံ့ဆော်နေတဲ့အဖွဲ့အစည်းလည်းဖြစ်ပါတယ်။ပိုက်ဆံသာရမယ်ဆိုရင်တနိုင်ငံလုံးကိုလက်ညှိုးထိုးရောင်းစားဖို့ဝန်မလေးတဲ့ KNU နဲ့အဖွဲ့ကိုနိုင်ငံတကာပြည်သူတွေကဝိုင်းဝန်းဆန့်ကျင်ဖို့လိုပါတယ်ဟုအကြံဖက်ဇော်မင်းထွန်းကဆိုပါတယ်။ မြန်မာနိုင်ငံမှာကြားဖြတ်လုပ်ငန်းများကိုအဓိကစောင့်ကြည့်လေ့လာနေသည့် Justice for Myanmar နှင့် USIB တို့က KKPAT ကိုစစ်တပ်၏လက်အောက်ခံဗိုလ်မှူးကြီးစောချစ်သူဦးဆောင်သောကရင်နေကြားဆောင်တပ်ဖွဲ့ BGF ကဦးစီးလုပ်ကိုင်နေခြင်းဖြစ်ကြောင်းတပ်တွေအထောက်အထားဖြင့်အစိုးရခံတရင်များထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ထို့ပြင် American ပြည်ထောင်စုကစစ်တပ်လက်အောက်ခံ BGF ကောင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူအပါအဝင်ကြားဖြတ်လုပ်ငန်းများကိုအကောက်အွယ်ပေးလုံခြုံရေးယူနေသော BGF ကောင်းဆောင်များကိုစီးပွားရေးပိတ်ဆို့မှုများဇက်တိုက်ချမှတ်ခဲ့ပါသည်။မြောက် ီမြို့နယ်တွင်ရှိ KK ဘတ်ကြားဖြန့်ငွေလင်းချံဝင်းဤမြေနေရာကိုတရုတ်ကြားဖြန့်ရာဇဝခိုင်းများကမြန်မာစစ်အုပ်စုကုတ်ကဲမှုအောက်ရှိခရင်နေသားကြောင့်တပ်ဖွဲ့ထံမှငားရမ်းခဲ့ခြင်းဖြစ်သော KK ဘတ်တိဆောက်ရေးလုပ်ငန်းများကို2020ခုနှစ်မှစတင်ခဲ့တော်လဲ2021အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်းမှသာအလုံးရင်းနဲ့တိဆောက်ခဲ့ခြင်းဖြစ်ပြီး2024ခုနှစ်ဖေဖော်ဝါရီလမှဒီဇင်ဘာလအထိဆင်လာတွင်အဆောက်အုံသေးအလုံးပေါင်းအလုံး20ကျော်ဆောက်လုပ်ပြီးစီးခဲ့ကြောင်းကိုဂျိုလူထပ်ပုံများမှတစင်မြင်တွေ့နိုင်သည်ဟု Justice for ြန်မာကသတင်းထုတ်ပြန်ခဲ့ပါတယ်။ အွန်လိုင်းငွေလိမ်ကိုင်းသို့မဟုတ်ကြားဖြတ်လုပ်ငန်းများသည့်မြမစစ်တပ်၏ရာဇဝတ်ဆင်ပွားလုပ်ငန်းကွန်ရက်ကြီးဗဟုချက်တွင်တည်ရှိနေခြင်းဖြစ်ပြီးစစ်တပ်သည်ခရင်နယ်ကြားဆောင်တပ်ဖွဲ့ BGF ကိုလက်သက်မွေးကာအဆိုပါလုပ်ငန်းများကိုထိန်းချုပ်စေခြင်းဖြစ်သောကြောင့်မြမစစ်တပ်နှင့်ပြည်သူစစ်များတန်းစီစင်းနေသောဗန်နာငွေစစ်လက်နက်နှင့်လေယာဉ်စီရှင်းမြစ်များအားလုံးဖြတ်တောက်ပြီး၎င်းတို့ကျူးလွန်သောနိုင်ငံဖြတ်ကျော်ရာဇဝတ်လုပ်ငန်းများအတွက်ရောက်ဆိုကြောင်းအရာအရင်းယူတာဝန်ခံစင်ရေးဒေသလေးအဆိုပါစိုက်ပါငွေလိမ်လုပ်ငန်းများကိုအမှန်တကယ်တိုက်ဖြတ်နိုင်မည်ဖြစ် ကြောင်း Justice for Myanmar ကထုတ်ပြန်ခဲ့ပါတယ်။ American ခြေဆိုင် USIB ကကရင်ပြည်နယ်တွင်ရှမ်းပြည်နယ်မြောက်ပိုင်းမှကြားဖြန့်ခိုင်းများအရှိန်ဟုန်ဖြင့်ရောက်ရှိနေပြီး American ကိုပြစ်မှတ်ထားလာကြောင်း BGM ဗိုလ်မှူးကြီးစောချစ်သူဗိုလ်မှူးတင်ဝင်းနှင့်မုတ်တုံတို့ကြားဖြန့်လုပ်ငန်းများတွင်ပါဝင်ပတ်သက်နေကြောင်း American ဒေါ်လာ192သန်းအမြတ်ဆုံးနှစ်စဉ်ရနေကြောင်းအစိုးရကဖော်ပြခဲ့ပါသည်။ မြောက်ရီမြို့နယ်တွင်အွန်လိုင်းကြားဖြတ်များအခြေစိုက်သည့်ရွှေကုတ်ကိုမြို့သိစီမံကိန်း၊ရထိုင်းမြို့သိစီမံကိန်း၊ဒေါင်းမေဦးရင်စီမံကိန်း၊အပိုလိုဘတ်၊ဂျန်ဆက်ဘတ်၊ KK ဘတ်မြောက်ရီမြို့သိစားရီစီမံကိန်းများစွာကို PGF ကဦးဆောင်ရေးတရုတ်စီးပွားရေးသမားများပြည်ပဒုစရိုက်ခိုင်းများနဲ့တူတွဲဖက်အကောင့်ထဲပေါ်လာနေခြင်းဖြစ်ပါသည်မြမစစ်တပ်နဲ့ပူးပေါင်းထားတဲ့ကရင် BGF ဖွဲ့ကကရင်ပြည်နယ်မှာမြောက်ရီမြို့ပအဝင်နေမြေချို့ကိုထိန်းချုပ်ထားကြောင်း ဒီကျက်ပါဝင်ပတ်သက်နေသောတရားမဝင်ကာစီနိုလောင်းကစားရုံများအွန်လိုင်းလိမ်လည်ရောက်ဆုံးမှုကွန်ရက်များကြောင့်ကမ္ဘာတဝန်းမှလူပေါင်းများစွာလူကုန်ကူးခံရပြီး၎င်းတို့တင်ရောက်ဆုံးမှုများကျွလုံရန်အတင်းကျပ်ခိုင်းစေခံရခြင်းနှိပ်စက်ခံရခြင်းရှိနေသည့်ပြင်အမျက်ထုတ်ခံရသည့်အလုပ်သမားများနှင့်စိုက်ပါလိမ်လည်မှုစခန်းများလည်ပတ်နေကြောင်းသိရပါသည်။ ဗိုလ်မှူးကြီးစောချစ်သူဦးဆောင်သော PGA အတွက်အကြီးမားဆုံးအမျက်ငွေမှာတရုတ်ရာဇဝတ်ကိုင်းများကြောတော့နောက်ခံပြုထားသောအွန်လိုင်းကာစီနိုအွန်လိုင်းကြားဖြန့်လုပ်ငန်းမှဖြစ်ကြောင်း PGA ထိန်းချုပ်ထားသောအွန်လိုင်းရာဇဝတ်ကိုင်းများကအနည်းစင်အမေရိကန်ဒေါ်လာ3.8ဘီလီယံရရှိနေပြီး PGA အမေရိကန်ဒေါ်လာ1,900ကျော်ရရှိနိုင်ကြောင်း USIB ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာတရုတ်ဤနေနေမှုများကြောင့်အွန်လိုင်းငွေလိမ်လည်ခိုင်းများကြားဖြန့်သည့်ကရင်ပြည်နယ်သို့ရွှေ့ပြောင်းနေပြီးစစ်တပ်လောက်ခံနေကြဆောင်တဲ့ BGF ခေါင်းဆောင်ဗိုလ်မှူးကြီးစောချစ်တို့မုတ်တုံတင်ဝင်းဆိုင်ကျော်လာရောဂျာခင်တို့ကအဓိကပါဝင်ပတ်သက်သူများဖြစ်ကြောင်း American USIB ကအစီရင်ခံဖော်ပြကြောင်းသိရပါတယ်။ ကရင်နယ်အတွင်ပြောင်း BGA ရဲ့အဓိကကောင်းဆောင်ပုံကိုယ်သုံးဖြစ်တဲ့ဘုံမူကြီးစောချစ်သူဘုံမူမုတ်တုံနဲ့ဘုံမူကျင်ဝင်တို့ကတရုတ်အွန်လိုင်းငွေလိမ်ကမ်းများကိုလက်ခံရအတွင်အဓိကပါဝင်သူများဖြစ်ကြောင်းသိရပါတယ်။ကရင်ပြည်နယ်ရှိအွန်လိုင်းငွေလိမ်ကမ်းများဟာစောချစ်သူရဲ့နေကြာဆောင်တပ်ဖွဲ့ BGA ထိန်းချုပ်နေမြေမှာလဲပတ်ပြီးတပ်ဖွဲ့ဝင်အင်အား8000ကျော်ဖြင့်အင်အားကောင်းတဲ့ BGKNE ကို KNU နဲ့စစ်တပ်ကပါတိုက်ရိုက်ပဋိပက္ခဖြစ်ပွားရန်ဆန္ဒမရှိကြောင်း USIB ကဆိုကြောင်းသိရပါဗျ။